ျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေထဲမှာပြားရည်ကတမျိုးပါဝင်ဖြစ်မယ်ဆိုတာကိုလူတိုင်းသိပြီးသားဖြစ်မယ်ထင်ပါရဲ့နော်ဒီနေ့ဗီဒီယိုထဲမှာကကြတော့ပြားရည်နဲ့ရင်တွေကိုရောဆက်ပြီးတော့တောက်သုံးမယ်ဆိုလို့ရှိရင်ကျမ်းမာရေးတော့ဘယ်လိုကောင်းကျိုးတွေရမယ်ဘယ်အချိန်မှာတောက်တာကအကောင်းဆုံးလဲဆိုတာကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအနေနဲ့ပြားရည်ကိုရင်းနှီးနဲ့ဘယ်လိုမျိုးဖြော့ဆက်ရမလဲဆိုတာကိုပြပေးခြင်းပါတယ်။ရင်းနှီးကပေါ့နော်၊ကြက်သိန်းနှစ်လောက်ပဲနွေးတဲ့ရင်းနှီးဖန်ကွက်တစ်ခွက်ရဲ့ ပြားရည်ဝါကြတော့လက်ဖက်ဆောင်တို့ဆုံးလောက်ရည်ကိုရောသမအောင်မွေးရမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီပြားရည်နဲ့ယူနေရောဆက်ထားတဲ့ဖြော်ရည်ကိုတတ်သုံးလို့ရပါပြီ။ဒီဖြော်ရည်ကိုတတ်သုံးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျန်းမာရေးကောင်းကျိုးတွေရမလဲဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ပြားရည်နဲ့ရင်ရွေးဖြူကိုရောဆက်ထားတဲ့ဖြော်ရည်ကိုတတ်သုံးမယ်ဆိုလို့ရှိရင်တော့အဆုတ်ထဲကအချွဲအကြည့်တွေကိုတန့်စင်ပေးတယ်။ပြီးတော့ခနာကိုရဲ့ပေါ့နော်ကိုခံအောက်ကောင်းစေပြီးတော့ချောင်းဆိုးတာ၊ဟီကျက်ယောဂါပြီးတော့အေးမိတာနဲ့ပေါ့နော်အသက်ရှူလေးပြုံးပွားတဲ့ယောဂါတွေကိုလည်းတက်တာပြောင်းပွင့်နေနိုင်ပါတယ်ရှင်။ နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဥလန်းချောင်းကနေပြီးတော့သွေးထွက်တာတွေကိုသက်သာစေနိုင်တယ်လို့ဥလန်းချောင်းမှာကတ်နေတယ်ပေါ့နော်ခပားပိုးတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်ပြီးတော့ဥသိမ်ဥမသူတို့တွေအားလုံးရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေပြီးတော့ဥလန်းချောင်းကျန်းမာရေးကိုလည်းကောင်းမွန်စေနိုင်ပါတယ်ပြီးတော့အစိတ်အောက်ကိုလည်းပြင်ဆင်နိုင်ပါတယ်ရှင်ပြီးတော့ဒီပြားရည်နဲ့ယူနီရော့ဆက်ထားတဲ့ဖော်ရည်ကိုပေါ့နော်ဘက်တီးရီးယားတက်စေးရည်၊မှုတ်တက်စေးရည်၊ပိုးတက်စေးရည်အဖြစ်နဲ့လည်းပတ်သုံးပြလို့ရပါတယ် ပြီးတော့ဒီအမျိုးသားတွေအနေနဲ့ပေါ့နော်ညဘက်မှာကိုကအဲ့ဒီအလွန်ကြောက်ထားမိရဲ့မနှခင်အိယာထားတဲ့အခါမှာခေါင်းမူတာခေါင်းကိုက်တာနဲ့ဖိုက်အောင်တာတွေမဖြစ်စေဖို့အတွက်လည်းဒီပြားရည်ကိုသတ်သုံးပေးလို့ရပါတယ်ရှင်နောက်ဆုံးအနေနဲ့ကကြတော့ဒီပြားရည်ကပေါ့နော်ကြောက်ခွထဲမှာရှိတဲ့အရည်တွေကိုဆုပ်ယူပေးတဲ့အတွက်ကြောင့်မို့လို့ညဘက်မှာမကြာခဏစိထသွားခြင်းမဖြစ်အောင်လည်းကောက်ွယ်ပေးနိုင်ပါတယ်တကယ်လို့ညဘက်မှာစိခဏထသွားတဲ့သူဖြစ်မယ်ဆိုလို့ရှိရင်နော်ဒီပြားရည်ကိုပေါ့နော်ညနေခင်းမှာသတ်သုံးပေးလိုက်မယ်ဆိုလို့ရှိရင်နောက်ပါစိခဏထမသွားအောင်ကောက်ွယ်ပေးနိုင်မှာဖြစ်တယ်လို့ကြောက်ကောက်ကိုလည်းတိတိတသားအကောင်းဆုံးမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ပြောပြ ပေးချင်တာကကြတော့ဗောနော်ဒီပြားရည်နဲ့ယူနေဖြူရောဆက်ထားတဲ့ဖြော်ရည်ကိုဗောနော်တောက်ခါစားမှာဆိုလို့ရှိရင်ဘိုက်တွေဖောင်းလာတာခါတွေဖောင်းလာတာဒါတွေမျိုးခစားရတတ်ပါတယ်ဒီလိုမျိုးဖြစ်လာတာဆိုလို့ရှိရင်သိုးရင်ကြမလို့ပါဘူးเนาะဒီပြားရည်ကဘိုက်တွေရောက်သွားတဲ့ခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ပြင်ပကိုဗောနော်1 day 4 day ဖြစ်နေထွက်သွားမှာပါသိုးရင်ကြမလို့ပါဘူးเนาะအခုဆက်ပြီးတော့ဘယ်အချိန်မှာပြားရည်တောက်တာကအသိတော်သုံးလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင် မနေ့ကင်းပေါ့နော်အိယာထားတဲ့အခါမှာပိုက်ထဲမှာဘာဆာမှမရှိတဲ့ချိန်ကတော့ပြိုက်ရတဲ့ဘူးအတင်းတော်ဆုံးချိန်ပါပဲဒါပေမဲ့ကိုကညနေကင်းမှာတောက်ချင်တယ်ဆိုလို့ရှိရင်လည်းရပါရဲ့နော်ညနေကင်းညစာမစားခင်2နာရီလောက်အလုံးမှာတက်တုံးပေးလို့ရပါတယ်မနေ့ကင်းပဲဖြစ်ဖြစ်ညနေကင်းပဲဖြစ်ဖြစ် ပိုကြိုက်တဲ့အချိန်ကိုရွေးချယ်ပြီးတော့တနည်းကိုတစ်ချိန်လောက်ပဲတက်တုံးပြရမှာပါဒီပြားရင်နဲ့ရင်းနှီးဖို့တက်တုံးတဲ့အခါမှာဆိုလို့ရှိရင်လည်းအချိန်ကြာရင်အေးကံထားပဲနဲ့ဆက်ရှင်တောက်တာကတော့အကောင်းဆုံးပါပဲเนาะတကယ်လို့ကိုကဒီပြားရင်နဲ့ရင်းနှီးဖို့ရွက်ဆက်ထားတဲ့ဖြော်ရည်ကူပေါ့เนาะတနည်းတစ်ချိန်သာပုံမှန်တက်တုံးပေးသားမယ်ဆိုလို့ရှိရင်เนาะဈမရဲ့ကျေးဇူးတွေများစွာရရှိမဲ့အပြင်အသားရည်လေးကလည်းပိုသားကိုလှပလာမှာပဲဖြစ်ပါလေလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုလည်းချုပ်လိုက်ပါရယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်